ေါက်ပေါက်ညီဖို့ရတော့ကမီးဟောလားသိချထိုးပြီနဲ့ညီအောင်ထိုးပြီနေတာနော်ဒီလူဒန်းပြီးတော့ကြွားဝါတတ်တဲ့ပုဂ္ဂိုလ်တဲ့နှစ်ကဘာလဲပေါင်းကြည့်ပြီးမှစိတ်ဓာတ်မကောင်းဘူးလို့အတိအမှတ်ပြုခံလိုက်ရတဲ့ပုဂ္ဂိုလ်တဲ့နောက်တစ်ခုကနံပါတ်3ကအယုံလွယ်တဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့လဲဟွန်းအယုံလွယ်တဲ့ပုဂ္ဂိုလ်တဲ့တို့ညံဆိုတာကလည်းပဲကြင့်ပြီးမှရတာဟုတ်လားနော် လူတိုင်းလူတိုင်းတို့ဘုရားဘာသာမြန်မာလူမျိုးမြန်မာလူမျိုးပဲပြောနော်မြန်မာလူမျိုးရဲ့အကြီးအသွေးတည်နော်ဒီအာရှမှာတစ်ပြေးတယ်ပြေးတယ်နော်မသုံးတဲ့အတွက်ကြောင့်အကြီးသွေးတွေကဘာဖြစ်ကုန်တာလဲညံ့ကုန်တာကိုကိုကိုဓာဟုတ်လားနော်ဓာထက်ထက်ရခြင်းဘာလို့မရသွေးမှရတာမသွေးပဲနဲ့ပြစ်ထားလိုက်ရင်ဓာထက်သေးလားအင်းအဲ့ဒါမို့တရားနိုင်လေညံ့သွေးရင်နဲ့နာဟုတ်လားနော် သွေးနဘေးမှာကြောက်ချထားပြီးတော့ဟုတ်လားနော်သွေးပေးရမယ်နင်း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 နဲ့သွေးပေးမှတ်မိသားပဲဟာငါညံမစိုးအောင်အဲနောက်တခါမှတ်မိသားပဲဟာမစိုးအောင်နော်နောက်တခါကြည့်လိုက်အော်မှတ်မိသားပဲဟာမစိုးအောင်မမှတ်မိရင်လည်းပဲအော်မမှတ်မိဘူးဟာတော်စိုးသားပဲနောက်တခါမမှတ်မိဟာတကယ်စိုးတာဟာကိုယ့်ကိုပြန်ပြီးတော့ကိုယ့်ကိုကိုပြန်သုံးသက်လို့မရဘူးလားအဲသုံးသက်လို့ရညံကိုသွေးရင်နဲ့နာရတယ်ဟုတ်လားနော်သွေးရင်နဲ့နာဒီတိုင်းကြီးထိုင်းနေလို့ရှိရင် ချို့ကတရားနိုင်နေလှန့်လှန့်ပဇကြီးဖြည့်ဖြည့်ပြတော့လန့်နေတာဒီကနော်ဟမ်ပဇကြီးဖြည့်ဖြည့်ပြတယ်ဟိုနောင်နှမ်းလည်းတော့ဖြည့်ဖြည့်ပြတာရှိတယ်နော်ဘာလို့ဖြည့်ပြဟမ်ဟာတဲ့ဘယ်လိုလုပ်လဲဟုတ်လားပဇက်ကဖြည့်ဖြည့်ပြတော့ဟာဘယ်လိုတော့ဒါကတရားကတီးရမဲ့သဘောလားနောက်ကအဲ့ချင်မှပြီးတော်ပါတော့လို့ပြောတာလားလို့တခါလေးစဉ်းစားနေရတာဟုတ်လားနော်ကိုကကိုအဲ့လိုမျိုးပဇက်ဖြည့်ခြင်းလို့ချင်းတပတ်လေးတွေမပါဘူးလားတပတ်လေးနဲ့တိကျအောင်နော်ဒီလိုလုပ်ပြီးတော့မှလို့ဒီဘက်ပဇက်ကြီးမဖြည့်နဲ့ဟုတ်လားနော် အေးမကြည့်လိုက်တဲ့အခါကျတော့ခုဘယ်နှယောက်ရလဲလို့ဆိုရင်3ယောက်ရနော်ဘယ်နှယောက်ရလဲဟွန်း3ယောက်ရပါနောက်တစ်ယောက်ကကျတော့စိတ်အပြောင်းအလွယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်လဲစိတ်အပြောင်းလဲဉာဏ်တဲ့ပုဂ္ဂိုလ်လောကထဲမှာလိုက်ပြီးတော့ကြည့်လိုက်ရင်စိတ်အပြောင်းလဲဉာဏ်တဲ့လူတွေရှိဘူးလားရှိတယ်အခုတစ်မျိုးတော့ကြကြတော့တစ်မျိုး အခုလက်ခံပါတယ်ပြောတာအတော်လေးနေတော့လက်မခံနိုင်ပါဘူးတဲ့အခုသဘောတူသလားမေးတယ်ဟာတူပါတယ်ဆိုနောက်တစ်ခါကျတော့သဘောမတူနိုင်ပါဘူးတဲ့အဲ့ဒါဘာဖြစ်နေတာလဲစိတ်အပြောင်းလဲမြန်တာဘာလို့တာလဲစိတ်အပြောင်းလဲမြင်နေတဲ့လူ ဆိုလို့ချင်းလဲလောကလူသားတွေကအထင်ကြီးရလားအေးအထင်မကြီးတဲ့ပြင်အထင်သေးသွားတဲ့တဲ့ဒီကောင်ကဘာကောင်လဲမသိဘူးကြည့်ရတာအုံနောက်ပြေပုံမပေါ်ဘူးနော် ငါပြောတော့ငါလည်းပဲအော်ဒီတိုင်း तू ကစိုးစီရတော့လက်ခံတာအခုတစ်ခေါက်သွားပြောလိုက်ပြန်တော့တမျိုးဖြစ်သွားတယ်ဒါမျိုးအပြစ်တင်တာ၄မရှိဘူးလားလောကမှာနေပြီးတော့အဲ့ဒါမျိုးမဖြစ်စီရအောင်စိတ်အပြောင်းလဲမြန်တဲ့ပုဂ္ဂိုလ်ဒီဘာမရှိတာလဲပြောရင်တမာတိမရှိတာဘာမရှိတာလဲ concentration အာမရှိတာနော်တမာတိမရှိတာအဲ့ကြတော့တည်ကြည်မှုမရှိတာတည်ကြည်မှုမရှိတာဆိုတာဘယ်ပေါ်မှာမတည်ကြည်တာလဲပြောရင် ကိုပြောတဲ့စကားကိုလှုပ်တဲ့အလုပ်ပေါ်မှာဘယ်ပေါ်မှာလဲကိုပြောတဲ့စကားပေါ်မှာလည်းပဲတည်ကြည်မှုမရှိဘူးကိုလှုပ်တဲ့အလုပ်ပေါ်မှာလည်းပဲတည်ကြည်မှုမရှိဘူးအဲ့ဒီပုံကိုမျိုးတည်ဘာပဲလှုပ်လိုက်လှုပ်လိုက် အလွဲလွဲအချော်ချော်နဲ့အဆုံးသတ်တတ်တယ်ဘာနဲ့ဆုံးသတ်တယ်လဲအလွဲလွဲအချော်ချော်နဲ့အဆုံးသတ်တတ်တယ်အဲ့ဒါကြောင့်မို့လောကထဲနေတဲ့အခါကျတော့ဘယ်လိုပုံကိုဖြစ်ရမလဲပြောရင် စိတ်တည်ကြည်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါဖြစ်ရမလဲစိတ်တည်းအပြောင်းလဲမြန်တဲ့ပုဂ္ဂိုလ်ဆိုရင်လောကပုဂ္ဂိုလ်များကအချင်းမသေးဘူးလားသေးတယ်အဲ့ဒါသူ့ပေါင်းဘယ်နှယောက်ရပြီလဲဟဲ့၄ယောက်တခါတော့ရလောက်ပါ၄ယောက်ပြောကြည့်ပါဦးဘာတွေတဲ့လဲဟုတ်ပြီ အင်းဖြည့်တဲ့ပုဂ္ဂိုလ်များဟုတ်လားထီပေါက်ပါသည်လို့သူတောင်းမရအောင်ဘောင်းဆိုအမောတက်တာလို့ဟုတ်လားဆက်ပြီးတော့အကုန်ပြောနေအောက်ကငိုင်းနေတယ်လို့လို့မဖြည့်ဘူးဆိုရင်ဆက်ပြီးပြောတော့မောတယ်ဟုတ်လားနော်အေးနောက်တစ်ယောက်ကကြတော့ဘာလဲလို့ပြောရင် နောက်ဆုံးပုဂ္ဂိုလ်ကစင်စားဆင်ကျင်ဉာဏ်မရှိတဲ့သူတဲ့ဘယ်လိုပုဂ္ဂိုလ်တဲ့လဲစင်စားဆင်ကျင်ဉာဏ်မရှိတဲ့နော် တချို့ပုဂ္ဂိုလ်များကြတော့လောကထဲမှာနေနေတာတော့မှန်နေနော်ဟုတ်တာလေးပြောလိုက်လို့ချင်းစဉ်းစားတာကဟောသေသေးချာချာမစဉ်းစားတတ်ဘူးမဟုတ်တဲ့နေရာကြတော့တွေးသွားလိုက်တာဟုတ်ဂိတ်ကုံထိရောက်သွားတယ်အဲ့ဒါမျိုးလူတွေမရှိဘူးလားရှိတယ်အကောင်းပြောတာကြတော့လက်မခံနိုင်ဘူးဟိုဘက်ကမဟုတ်တာလေးနည်းနည်းလေးတွို့ပေးလိုက်ရင်တော့သူကအဝေးထိရောက်သွားတာမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မို့လောကမှာပညာဉာဏ်ရှိဖို့ဆိုတာအရေးမကြီးဘူးလား အရေးကြီးတယ်။ကျောင်းသားလောကမှာကြည့်ကြည့်ရင်ပညာဉာဏ်ရှိဖို့လိုတယ်။စီးပွားရေးလောကသမားကြည့်ရင်လည်းပညာဉာဏ်ရှိဖို့လိုတယ်။ဘုန်းကြီးဝတ်လည်းပဲပညာဉာဏ်ရှိဖို့လိုတယ်။သီလရှင်ဝတ်လည်းပညာဉာဏ်ရှိဖို့လိုတယ်။ပညာဉာဏ်ဆိုတဲ့အရာဒီအားလုံးအတွက်ရေးမကြည့်ဘူးလား။ရေးကြည့်တယ်။ကျောင်းသားဖြစ်တဲ့ပုဂ္ဂိုလ်ပညာမလိုဘူးလား။စဉ်းစားတတ်ရမယ်၊ချင့်ကြင်တတ်ရမယ်။ဟုတ်လား။အော်ဒါကတော့ဒီလိုပဲ။ဒီ theory ကဒီလိုရှိတာပဲ။ ဩဒါကဒီတိုင်းသွားမှရဒါကိုမှတ်ရင်ငါဒီတိုင်းမှတ်မှရမယ်ဆိုတော့ကြကြနန္ဒခွဲကြစိတ်ဖြာပြီးသိတဲ့ပညာအကြောင်းသားမှမလိုဘူးလားလိုတယ်စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်လည်းအတူတူပါပဲနော်ကိုကစီးပွားရေးလုပ်တဲ့ဆိုရင်ဒီစီးပွားခွင်ထဲကိုကြည့်ကြည့်လိုက်ကဲအယောင်းဝယ်လုပ်တယ်ပဲသာနော်ဘယ်အချိန်မှဘယ်ဘယ်ရာသီမှဘယ်ပစ္စည်းတွေဝင်တဲ့လဲဘယ်အချိန်ကို ထုတ်ရင်ကိုပစ္စည်းကပို့ပြီးတော့ ငွေကြေးရနိုင်တယ်အမျက်စွန့်ပဲချိန်မှာပို့နိုင်တယ်ဆိုပြီးတော့ကိုလှုပ်စားတဲ့ line ထဲမှာကြာကြာနာနာပညာကိုသုံးဖို့မလိုဘူးလားလိုတယ်ဟုတ်လားနေရာတိုင်းမှာပဲပယံလည်းပဲပယံမှုလက်သမားလည်းလက်သမားမှုစပိန်ပြင်တဲ့လူလည်းပြင်တဲ့လူမှုကားမောင်းတဲ့လူလည်းမောင်းတဲ့လူမှုပညာမလိုဘူးလားအားလုံးမှာပညာလိုတယ်ပညာအစဉ်ဉာဏ်မရှိရင်ဘာပဲပြောလိုက်ပြောလိုက်ပညာဉာဏ်မရှိဘူးဟဲ့လို့ဆိုရင်အကောင်းအဆိုးခွဲခြားနိုင်ရဲ့လား မခွဲခြားနိုင်ဘူးအကောင်းဆုံးခွဲခြားနိုင်မှု မရှိတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ဒါမျိုးခွဲခြားစိတ်ပြပြီးမသိတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းလောကကလူတွေကဘာလုပ်တတ်လဲအသင်သေးတတ်တယ်တဲ့အဲ့ဒါစုပေါင်းဘယ်နှယောက်လဲကဲ၅ယောက်ဆိုကြည့်လိုက်ပေါ့၅ယောက်ဘာတွေလဲလဲ မှောင်ပြောမှရှိသွားမှာမမှန်သေးရင်တော့ဒီတိုင်းနေရမှာဘယ်နှယောက်ရှိသွားပြီလဲအဲ့ဒါမဲ့ဘယ်နှမျိုးကိုနဲ့ညှိနေလဲကိုဘဝနဲ့ကိုပြန်ပြီးတော့အဲ့ဒါသုံးသက်ကြည့်တင့်နဲ့ငါညှိသလားနှစ်နဲ့ငါညှိသလားသုံးနဲ့ငါညှိသလားလေးနဲ့ငါညှိသလားငါးနဲ့ငါညှိသလားငါးမျိုးလုံးနဲ့မြန်ငါညှိနေသလားကိုကကိုပြန်ပြီးတော့စဉ်းစားကြည့်တရားနာတယ်ဆိုတာအဲ့ဒါပဲဟုတ်လားနော် ကိုကိုကိုပြန်ပြီးတော့စဉ်းစားကြည့်ပိုးနေတယ်ဆိုလို့ရှိရင်တော့လျှော့ပြရမယ်လိုနေတယ်ဆိုရင်မလိုအောင်လေအဲလိုမယ်ဆိုရင်ဖြည့်ပေးရမယ်အဲ့ဒါတရားနာရင်နဲ့အိမ်ကျမှဟောလာမပြင်းနဲ့အခုပြင်လို့မရဘူးလားရတယ်အဲကြောင့်မို့အချင်းသေးခံရတဲ့ပုဂ္ဂိုလ်က၅ဥပါနောက်တကလောကတွေကလူတွေကိုလူ၄မျိုးနဲ့ပြန်ခွဲလို့ရဘယ်နှမျိုးနဲ့ခွဲလို့ရ လေးမျိုးနဲ့ပြန်ပြီးတော့ခွဲလို့ရတယ်တဲ့အဲ့ဒီလေးမျိုးဆိုတာကဒီတရိษ္ဆန်နဲ့တူတဲ့လူတဲ့ပြည့်တဲ့ဘာနဲ့တူတဲ့လူလဲတရိษ္ဆန်နဲ့တူတဲ့လူတဲ့ဒီနားမှာတရိษ္ဆန်ဆိုတဲ့ဇကားကအရင်ရှင်းမှုလို့နော်တရိษ္ဆန်တရိษ္ဆန်ဆိုတာကဘယ်ကလာတဲ့ဇကားလဲပြောရင်ပါဠိဘာသာကဆင်းသက်လာတဲ့ဇကားဘယ်ဇကားကဆင်းသက်လာလဲ ပါဠိဘာသာစကားကနေဆင်းသက်လာတယ်ပါဠိဘာသာမှာတိရိသာနာဘယ်လိုရှိလဲတိရိသာနာနော်တိရိသာနာဆိုတဲ့စကားလုံးကမှနောက်ဆုံးနာငယ်လေးပေါ်မှာအသက်တင်ပေးလိုက်တယ်ဘာလေးတင်ပေးလိုက်လဲဘာလေးတင်ပေးလိုက်လဲအသက်လေးတင်ပေးလိုက်အဲ့ဒါဘယ်လိုဖြစ်သွားလဲတရိသံလားတလိသံလားတိရိသံလားဘာဘာသံလဲ တချို့ကရေးတာတလိမ့်ဆန်တဲ့ဟုတ်လားနော်လာနဲ့လုံကြီးတင်တဲ့တလိမ့်ဆန်တလိမ့်ဆန်ဟုတ်လားတချို့ကြတော့တရိတ်ဆန်တဲ့ရာကောက်ရဲ့အပေါ်ကဘာပါနေလဲလုံကြီးတင်ပါနေတယ်အခုပါရလားမပါဘူးတိရိတ်ဆန်ဘယ်လိုပြောမလဲအေးအဲ့ဒါဒီတရိတ်ဆန်တွေကိုလိုက်ပြီးတော့ကြည့်ကြည့်ရင်ဟုတ်လားဘာလို့တရိတ်ဆန်တရိတ်ဆန်နဲ့ခေါ်နေသလဲလို့ပြောရင်တိအိဆာနာတဲ့ဘာနဲ့ပါတယ်တော့တိအိဆာနာ တိဆိုတာကသုံးအိသာနာကလိုချင်တာတိကဘာလဲလဲအိသာနာကအဲ့ကြတော့တရိษံဆိုတဲ့တရဝါသည်စာရာရဲ့အိဒါရဲ့ကာမဂုံရဲ့သုံးမျိုးပဲတိတာဘယ်နှမျိုးပဲတိဘာတွေကိုတိလဲစာရာရဲ့အိဒါရဲ့ကာမဂုံရဲ့ဟောဘိုက်စာလိုက်စားရမယ်တိတယ်ဟုတ်လားမတိဘူးလား ေးအိတ်ရှင်လာရင်အိတ်ရမြန်သိတယ်ကာမဂုံချိန်မှာကာမဂုံကိုသိတယ်ဘယ်နှမျိုးပဲသိအဲ့ဒါလူလောကထဲမှာနေနေတာတော့မှန်တယ်အဲ့ဒီပုဂ္ဂိုလ်ကလောကထဲနေပြီးတော့လူလို့ဓာခေါ်ထားတဲ့သူသိတာကဒီ၃ချက်ထက်မလွန်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီလူတော့လူပဲဒါပေမဲ့ဘာနဲ့တူတဲ့လူလဲတရိစ္ဆာန်နဲ့တူတဲ့လူဟုတ်လားစားတာလေးလောက်ပဲသိမယ်အိတ်တာလေးလောက်ပဲသိမယ် ကာမဂုံလောက်ဖဲသိတယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဘာနဲ့တူတဲ့လူလဲအဲ့လိုလူသားတွေမရှိဘူးလားရှိတယ်အဲ့ကြတော့လူရယ်လို့ဖြစ်လာရင်အဲ့ဒီအဆင့်ကကြော်ရနော်အဲ့ဒီအဆင့်ကကြော်ရမယ်ဆိုတော့တိရိစ္ဆာန်ရဲ့ပုံစံကိုကြည့်ကြည့်လိုက်ပေါ့နော်တိရိစ္ဆာန်ရဲ့ပုံစံကစားရင်လည်းပဲသူစားလို့ပြီးသွားရင်ကြံတဲ့ပုဂ္ဂိုလ်အသာတကြီးခွင့်ပြုရလားမပြုနောက်တစ်ခွေးတစ်ကောင်ရောက်လာမယ်ဘာလို့လွတ်လဲ ကိုက်လွတ်တာပဲကိုက်မလွတ်ဘူးလားကိုက်လွတ်တယ်သူအိတ်တဲ့နန်းမှာသူကိုယ်တိုင်လည်းပဲအိတ်เสียရနေရရကျန်တဲ့ခိုးတကောင်ကအဲ့နန်းမဲ့လာအိတ်မဲ့ဟဲ့လို့ဆိုရင်လက်ခံရလားဘာလို့လို့လဲကိုက်လွတ်တယ်ကာမဂုဏ်လည်းပဲဒီတိုင်းပဲဟုတ်လားကိုက်မလွတ်ဘူးလားကိုက်လွတ်တယ်အဲ့ဒါကြောင့်မို့လောကလူတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါမျိုးခွေးစိတ်ပေါက်နေရင်ဘယ်သူနဲ့မဆိုအကုန်လုံးကဘာသာတာဖြစ်သေးလား ဒီနန်းနေလည်းပဲအဲ့ဒါတယောက်တည်းနေရင်တော့တဲ့တယ်နှစ်ယောက်နေလိုက်ရင် မတဲ့တော့ဘူးသုံးယောက်နေလိုက်ရင် မတဲ့တော့ဘူးလေးယောက်နေလိုက်ရင်မတဲ့တော့ဘူးအဲ့ဒါလူစိတ်ကနေဗာစိတ်ပြောင်းသွားလဲအဲ့ဒါပြောင်းသွားတတ်တယ်အဲ့ဒီအဆင့်နေရှိရင်ပြည့်တည်လူလို့တာပြောရတာဘာနဲ့တူတဲ့လူလဲဒိဋ္ဌံရက်ွက်ထဲမှာအမျိုးတွေမရှိဘူးလား အေးရှိရင်အဲ့ဒီမဲ့ကိုပါသလားမပါဘူးလားစဉ်းစားနဗီဟာရှိတယ်ဖရာဆိုနဗီထိုးကိုလက်ညှိုးလေးကပြင်းနေတယ်ဟုတ်လားနော်နဗီကိုလက်ညှိုးကပြင်းနေတယ်ကိုကိုကိုအရင်ထိုးငါးမြန်းအဲ့လိုဖြစ်နေသလားကိုကိုကိုအရင်စဉ်းစားပြီးတော့မှငါအပြင်ငါရက်ခွက်တယ်ဘယ်သူရှိသေးလဲဩအဖော်တော့ရှိသားပဲဟုတ်လားသူမြန်းကိုနောက်မှစဉ်းစားပထမဆုံးဘယ်သူအရင်စဉ်းစားမလဲကိုကိုကိုအရင်စဉ်းစားကိုကိုတိုင်းအရင်ပြင်ရ ိုပြင်ပြီးမှသူများကိုပြင်ပေးရမယ်ကိုကိုတိုင်းမပြင်မဲနဲ့သူများကိုပြင်လို့ရမလားမရဘူးအဲ့ဒါဒီလောကတွေကဘာနဲ့တူတယ်လူတယ်လဲနောက်တစ်ခုကကြတော့ကြိတ်တာနဲ့တူတဲ့လူတဲ့ဘာလူတဲ့လဲလောကထဲမှာလိုက်ကြည့်ရင်ကြိတ်တာနဲ့တူတဲ့လူဆိုတာရှိတယ်ကြိတ်တာနဲ့တူတဲ့လူဆိုတာကြတော့ဘလို့ဟာလဲလို့ပြောရင် လောကလူဘဝတော့ရောက်လာတယ်ဒါပေမဲ့စားရမယ်တောက်ရမယ်ဘာဖြစ်လဲစားရမယ်တောက်ရမယ်သူ့သွားပြီးတော့ကြည်လိုက်ရင် အမြဲတမ်းဒီစားเสียရတောက်เสียရရဖို့အတွက်ပဲဒုက္ခတွေကအကြီးကျယ်ရောက်နေတာဟုတ်လားနော်ဒါနဆိုတာရှိလားသီလဆိုတာရှိလားအေးဒါနသီလဘာဝနာဆိုတာဝေးပဲသူစားရဖို့ရာကူကသူ့မှာဒုက္ခတွေရောက်မနေဘူးလားအဲ့ဒီအဆင့်ကိုကြော်လွန်ဖို့ရာအရေးမကြီးဘူးလား လောကလူရဲ့လို့ဖြစ်ပြီးဒီစားစရာလေးတစ်ခုတည်းနဲ့ဒီအလေးနဲ့တင်ရှာရင်းနဲ့ပဲသီသွားရမယ်ဟဲ့လို့ဆိုရင်မဆုံးရှုံးဘူးလားဆုံးရှုံးနေနောက်ဘဝလူပြန်ဖြစ်တော့တယ်လို့တသက်မှမပြောလို့ရရဲ့လားမရဘူးပြည့်တဲ့နောက်ဘဝကျရင်တော့ချမ်းသာတော့ပါတယ်လို့တော့မအောင်မင်းနဲ့ဒီဘဝမှာချမ်းသာအောင်မလုပ်ရင်နောက်ဘဝချမ်းသာနိုင်ရဲ့လားတို့လူဘဝဆိုတာရဖို့လွယ်လား မလွယ်ဘူးလူဘဝရဖို့ခက်ခဲတဲ့အကြောင်းကိုဘုရားရှင်ကိုရောမြတ်က နော်ဟောထားတဲ့သုတ်တွေရှိတယ်။ကာဏကစ္ပောပမသုတ်ဆိုတာရှိနော်အဲ့ဒီသုတ်ထဲမှာသွားပြီးတော့ကြည့်ရင်သိပြီးတော့လမ်းမကောင်းတာဟုတ်လားလူဘဝရခဲ့တဲ့အကြောင်းနော်လူဘဝဘလောက်ထိရခဲ့လဲလို့ပြောလို့ရှိရင်သမုဒ္ဒရာထဲမှာတုံကြီးတုံ